အမေရိကန်သမိုင်းမှာရာဇဝင်တင်သွားခဲ့တဲ့အထိလူမသိသေးတဲ့အိုဘားမားအကြောင်းကေပရိသတ်ကြီးတို့ရေကျမတို့ရဲ့ knowledge flow channel ကနေပြီးတော့ကြွေဆိုလိုက်ပါရယ်လူချင်းမင်းတို့အနေနဲ့ဒီနေ့မှာ9မိနစ်လောက်အချိန်ရမယ်ဆိုလို့ရှိရင်ဘ ഹു ဒုတလည်းရပြီးတော့စိတ်ခွန်အားတွေကိုလည်းပေးနိုင်တယ်ကျမတို့ channel စီကိုအလေတစ်ခေါက်ရောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရယ်ရှင်ဒါဆိုရင်တော့စလိုက်ရအောင်နော် ဒီနေ့ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့လူသန်းပေါင်းများစွာစီကယုံကြည်မှုတွေမျှော်လင့်ချက်တွေကိုအပိုင်သိမ့်ပိုက်ထားနိုင်ခဲ့တဲ့သမရဥပမာအကြောင်းပဲဖြစ်ပါတယ်။ကျမတို့သိကြတဲ့အချက်တစ်ခုကတော့ဥပမာဆိုတဲ့ဒီလူကြီးဟာအမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးလူမဲသမရဖြစ်တယ်ဆိုတဲ့အချက်ပါ။ဒါပေမဲ့လေတချိန်ကဒီကောင်လေးဟာအမတန်မှအပြင်းထန်တဲ့ကောင်လေးတစ်ယောက်ဆိုတာကတော့ဘယ်သူမှမသိခဲ့ကြပါဘူး။ လူကြီးလူကောင်းဖြစ်လာမဲ့လူတယောက်ဟာသူ့ရဲ့တနစ်တာကိုအကျိုးရှိတာတွေဖြတ်တန်းရင်အချိန်ပြည့်အလုံရှုံနေမှာလို့ထင်အောင်ထင်မှဖြစ်နိုင်ပေမဲ့တချိန်မှာအမေရိကန်နိုင်ငံရဲ့သမရဖြစ်လာမဲ့အိုဘားမားကတော့ဒီအချက်တွေနဲ့နည်းနည်းလေးမှမသက်ဆိုင်နေခဲ့ပါဘူး။သူကငယ်ရွယ်စဉ်ကတည်းကပျက်ပျော်နေရတာကိုသဘောကျတဲ့သူတယောက်ဖြစ်တယ်လို့တခြားသောလူငယ်တွေလူမျိုးပဲပါတီပွဲတွေတက်ရတာတချင်းဆိုရတာအလေလိုက်တာတွေကိုလည်းသဘောကျနေခဲ့ပါဗျ။ အဲ့ဒါအပြင်သူရဲ့တနေ့တာကလည်းကြောင်းခန်းထဲကတငယ်ချင်းတွေအကြောင်းမုန်းဆိုင်မှာတွေ့ခဲ့တဲ့စကီလေးတွေတောင်းကအစဘတ်စကတ်ဘောကွင်းထဲကရမ်းမတ်တွေအကြောင်းကိုပဲပြောပြီးတော့တနေ့တာကိုကုတ်ဆုံးခဲ့သူဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်သူ့လိုမျိုးလူငယ်တယောက်ကဒီလိုမျိုးအများကလေးစားရတဲ့လူတယောက်အဖြစ်ဘာကပြောင်းလဲစေခဲ့တာလဲ တကယ်တမ်းမှာကြတော့အိုဘားမားဟာသူများတွေလိုမျိုးအတန်းထဲမှာအဆင့်တစ်စရင်ဝင်နေခဲ့သူမဟုတ်သလိုသူဝါသနာပါတဲ့ဘတ်စကတ်ဘောအားကစားမှာလည်းထူးချွန်သူတယောက်မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့လေအိုဘားမားဟာနှစ်ပေါင်း20ကြာသွားပြီးတဲ့အခါမှာတော့အများကလေးစားရတဲ့သမ္မတတယောက်ဖြစ်လာခဲ့ပါတယ်။ အိုဘားမားဟာကျမတို့အားလုံးလိုမျိုးပဲငယ်ဘဝတွေလူငယ်ဘဝတွေကိုပိုင်ဆိုင်ထားခဲ့ပေမဲ့သူညင်ထဲမှာတော့အမေဖြစ်သူရဲ့ဆုံးမစကားတခွန်းကအမြဲတမ်းကိန်းအောင်နေခဲ့ပါတယ်။အဲ့ဒါကတော့ကိုချင်းစာတရားနဲ့စာနာတတ်မှုဆိုတဲ့စကားနှလုံးပါ။အိုဘားမားရဲ့မိခင်ကလည်းလူမဲတယောက်ဖြစ်တာကြောင့်မို့လို့အမြဲတမ်းဖယ်ကျင်ခံထားရတဲ့သူတို့လိုလူမဲတွေရဲ့ဘဝအကြောင်းကိုတားဖြစ်သူကိုတွေ့တဲ့အချိန်တိုင်းအမြဲတမ်းရင်ဖွင့်ပြောဆိုလေးရှိပါတယ်။ ဒီအချက်ကပဲအိုဘားမားအတွက်လမ်းစာတစ်ခုဖြစ်စေခဲ့ပြီးတော့သူ့ရင်ထဲမှာရှိတဲ့ပြိုးစီလေးကိုတစ်နှစ်ထက်တစ်နှစ်ကြီးထွားလာအောင်လို့ပန်းပြိုးပေးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့အပြင်နိုင်ငံရေးနောက်ခံလုံးဝမရှိခဲ့တဲ့ African American ကာပြားတယောက်ဟာတချိန်မှာတမားဝင်တမရတယောက်ဖြစ်လာမယ်ဆိုတာကိုဘယ်သူမှမထင်ထားခဲ့ပါဘူး။အယူရှိဆုံးပြောရမယ်ဆိုလို့ရှိရင်အိုဘားမားကိုယ်တိုင်တောင်မှဒီလိုမျိုးနိုင်ငံရေးလောကရဲ့ဝင်ပစ်ခဲ့မယ်လို့မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့လည်းမိခင်ဖြစ်သူခံခဲ့ရတဲ့လူဒန်းစားခွဲခြားမှုတွေဒန်းနုညီများမှုမရှိမှုတွေကဒီပန်းနိုင်ကို မဖြစ်မနေဆုတ်ကန်ရမယ်လို့ပြောထောင်ပြနေခဲ့တာဖြစ်ပါတယ်။ Sorry ဒါပေမဲ့လည်းမိခင်ဖြစ်သူခံခဲ့ရတဲ့လူဒန်းစားခွဲခြားမှုတွေဒန်းနုညီများမှုမရှိမှုတွေကဒီပန်းနိုင်ကို မဖြစ်မနေဆုတ်ကန်ရမယ်လို့ထောက်ပြနေခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲအထက်တန်းပြောင်းပြီးပြီဆိုတာနဲ့တက္ကသိုလ်ကိုကိုလံဘီယာယူနီဗာစီတီမှာတက်ရောက်ခဲ့ပြီးတော့နောက်ထပ်တဆင့်အနေနဲ့ကတော့ကမ္ဘာစည်ရင်ဝင် တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ဟာဗတ်မှာလေလူဒန်းစားခွဲခြားမှုနဲ့ပတ်သက်ပြီးတော့လေလာစီးပူးချင်တာကြောင့်နိုင်ငံရေးသိပ်ပံပွဲကိုနိုင်ငံရေးသိပ်ပံပွဲကိုအရယူခဲ့ပါတယ်။ သူ့အနေနဲ့ကတော့ဟာဗတ်မှာပွဲရပေးတာနဲ့ချီကာဂိုမြို့လေကလူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလုပ်ကံခဲ့တယ်လို့လူသားတွေရဲ့အခက်အခဲတွေကို ဖြေရှင်းပေးနေရတာနဲ့တင်ပျော်ရဲအထိဖြစ်လာခဲ့ပါတယ်။တကယ်တမ်းအချင်းချုပ်လိုက်မယ်ဆိုလို့ရှိရင် လူတစ်ယောက်ဟာဘလောက်ပဲပြင်းပြပျော်ပါနေပါစေ သူ့ရဲ့အတွင်စိတ်ထဲမှာကိန်းအောင်းနေတဲ့တကယ်စိတ်ရင်မှန်ကသာသူ့ဘဝတက်လန်းကိုဆုံးဖြတ်ပြီးသွားမှာဖြစ်လို့လူချင်းမင်းတို့အနေနဲ့လည်းကိုကဘလို့အရာမျိုးတွေနဲ့ပတ်သက်ပြီးတော့စိတ်အားထက်သန်မှုရှိလဲဆိုတာကို ပြန်ပြီးဆန်းစစ်ကြည့်နိုင်ကြပါစေရှင်ဒီလိုမျိုးခွန်အားဖြစ်စေမဲ့အကြောင်းအရာတွေကိုနေ့စဉ်နဲ့မျှတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ရှင်။နောက်တစ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။